ဝယ်ခြင်းတဲ့လူကလည်းရှိတယ်ရောင်းခြင်းတဲ့လူလည်းရှိတယ်ဆောက်ခြင်းတဲ့လူလည်းရှိတယ်အဲ့ဒီထဲမှာအိမ်ရောင်းခြင်းနေတော့မိတ်ဆွေများအိမ်ရောင်းတဲ့အထဲမှာမှတချို့အိမ်တွေလည်းလိုလိုကူကူရှော့ကနေထွက်သွားတာပေါ့ဗျာတချို့အိမ်ကခေါင်းမာတယ်ခေါ်တယ်အိမ်ကရောင်းလို့ကိုမထွက်တာလက်တယ်လက်တယ်ဖြစ်နေတာဟိုလူကလာမေးလိုက်ကြည်သွားလိုက်နော်ငါအဆင်မပြေလိုက်ဈေးစကားတွေပြောလိုက်ကြအဆင်မပြေလိုက်ကြအဲ့ဒါမျိုးရောင်းဝခက်နေတဲ့အိမ်များရှိနေတော့ ိမ်ရှိကိုဖြတ်လာတဲ့ကိုအတိမိတ်စီဆွေမျိုးသားချင်းတွေဘာတွေခလေးတွေလူကြီးတွေရှိမှာပေါ့ဗျအတိရနေစဲအဲ့အိမ်မှာချိတ်ထားတဲ့အုံနုခွာဆွဲထုတ်လေးကိုဖြုတ်ပြီးတော့အေးဘသူကြီးရောက်ဒီမှာငါအုံနုခွာဆွဲလေးရောက်အဲ့ဒါလက်ဆောင်နော်ဒါနာပြုတာရောက်ရောက်စားကြဟဲ့ပြောပါပါ အနေနဲ့ရကရွှေစကားငွေစကားမိတ်ဆွေပြိဿအားလုံးကိုစိတ်နှပြချမ်းမာတည်တဲ့ချမ်းမာအောင်ချမ်းသာတည်တဲ့ချမ်းသာအောင်စွမ်းဆောင်လုပ်မှုနဲ့ကြပါစေ။ကံညာဝရိယ၃ချက်လုံးအားကောင်းအောင်လဲကြိုးပမ်းတော်မူနိုင်ကြပါစေလို့လိုက်လိုက်လဲလဲမြတ်တာပို့တာနှုတ်ခွန်းဆက်သားလိုက်ပါရခင်ဗျာ။2025ခုဒီဇင်ဘာလတလတာရွှေစကားငွေစကားဟောကြားခြင်းများဖြစ်ပါတယ်ခင်ဗျာ။ရှေးဥစွာနေသားအလိုက်မဟုတ်ခင်ပါလေ။ကျွန်တော်မိတ်ဆွေ9ရက်သားသမီးအားလုံးဘယ်သူမှမဆို့ အရေးကြုံရင်ကြုံသလိုအလွယ်တကူအသုံးချလို့ရနိုင်မဲ့ဂမ်ဘီရာလက်ဆောင်လေးတစ်ခုလက်ဆောင်ပါလိုက်ချင်ပါတယ်ဒီတစ်ခေါက်လက်ဆောင်ပါချင်တာကကျွန်တော်တို့အိမ်ဝယ်ခြင်းတဲ့လူကလည်းရှိတယ်ရောင်းခြင်းတဲ့လူလည်းရှိတယ်စောက်ခြင်းတဲ့လူလည်းရှိတယ်အဲ့ဒီထဲမှာအိမ်ရောင်းခြင်းနေတော့မိတ်ဆွေများအိမ်ရောင်းတဲ့အထဲမှာမှတချို့အိမ်တွေလည်းလွယ်လွယ်ကူကူရှော့ခနဲ့ထွက်သွားတာပေါ့ဗျာတချို့အိမ်ကခေါင်းမာတယ်ခေါ်တယ်အိမ်ကရောင်းလို့ကိုမထွက်တာလက်တယ်လက်တယ်ဖြစ်နေတာဟိုလူကလာမေးလိုက်ကြည်သွားလိုက်နော် ငါအဆင်မပြေလိုက်ဈေးစကားတွေပြောလိုက်ကြအဆင်မပြေလိုက်ကြအဲ့ဒါမျိုးရောင်းဝခက်နေတဲ့အိမ်များရှိနေရင်ကဲအိမ်ရောင်းထွက်စေမယ့်နည်းတွေကတော့အများကြီးပေါ့ဗျာအများကြီးအများကြီးရှိတာပေါ့နော်ကဲခုပြောချင်တာကဒီလိုလုပ်အောင်စနေမနေ့မှာတခါတနင်္ဂနွေမနေ့ပိုင်းကိုတခါမနေ့ပိုင်းဆိုရင်ပြီးတာပါပဲအဆင်ပြေတဲ့အချိန်လေးပေါ့ကိုအိမ်ကမြတ်စွာဘုရားမှာအုံနုခေါဆွဲကတ်လှူပြီးတော့အသေးစိတ်ဆိုတော့မှာဘယ်မျိုးနဲ့ဘယ်ရွက်ဘယ်လန်းအိမ်မှာ ဂျာမဘလောက်ပေါ့နော်အဲ့ဒါကိုကာလာပေါက်ဈေးပေါ့ကာလာပေါက်ဈေးလည်းဖြစ်ရမှာပေါ့ဘယ်ဈေးပဲဈေးနဲ့ဘလို့ဘလို့ရောင်းထွက်ပါသေးဘာဝယ်မဲ့လူကလည်းငွေတို့ကြီးပိုက်ပြီးတော့သူလိုချင်တဲ့အိမ်ရလို့မလို့ပြောပါပါလာဝယ်ကြတယ်ပေါ့နော်စိတ်တိုင်းနေကြကိုကလည်းရောင်းနေတာရောင်းရလို့မလို့ပြောလို့နော်အဲ့ဒါလိုမျိုးအာယုံပြုတ်ပြီးတော့အသေးသေးဆူတောင်းပါနော်လိမ့်စာတွေပါနေနဲ့တန်ဖိုးတွေနဲ့အတိအကျဆူတောင်းနော်အဲ့ဒါမှလည်းကျွန်တော်ရေရာကဟေးအိမ်ကိုဘလို့ရောင်းထွက်ပေးရမယ်ဆိုတာသိမှာနှမလို့ဆိုလို့ချင်းအိမ်ရောင်းပါသေးဆိုလို့ချင်းတော့ကြာဘူးဘက်က ခေါင်းရရပွားကြီးရဲ့အိမ်ကြီးရောက်ထွက်သွားအောင်လေနော်အဲ့ဒါအဲ့ဒါတေချာဆူတောင်းဖေရမှာလှူမယ် now မိမိအိမ်သားတွေကလည်းအ ਨੇ ဆုံးတယောက်ပဲဖြစ်ဖြစ်တအိမ်လုံးပဲဖြစ်ဖြစ်လေအုံလို့ခေါက်ဆွဲစားမယ်ဖေရမှာလည်းတော့ွယ်လှူတာတယ်နော်မိသားစုတွေလည်းစားကြစားရင်လည်းအဲ့လိုဆူတောင်း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 စားရင်လည်းဆူတောင်းပေါ့အဲ့ဒါလေးကိုစနေမနေ့မှာတစ်ခါလှုပ်ပါတနင်္ဂနွေမနေ့မှာတစ်ခါလှုပ်ပါဗျနော်နောက်တစ်ခုကထပ်ပြီးလှုပ်နိုင်သေးရင်တို့လှုပ်အုံလို့ခေါက်ဆွဲလေဆိုင်မှာ ဝယ်ရဆိုပါတော့ဗျာပါစဲအထုပ်လေးတွေအနည်းဆုံးတစ်ထုပ်ပေါ့ရောင်းညင်တဲ့အရင်တကားမှာချိတ်တကားတနေရာမှာချိတ်ချိတ်ပြီးတော့ဆူတောင်းဆူတောင်းပြီးတော့အိမ်ရှိကိုဖြတ်လာတဲ့ကိုအတိမိတ်စီဆွေမျိုးသားချင်းတွေဘာတွေခလေးတွေလူကြီးတွေရှိမှာပေါ့ဗျာအတိရွနေစဲအဲ့အိမ်မှာချိတ်ထားတဲ့အုံလုံးခွာဆွဲထုပ်လေးကိုဖြုတ်ပြီးတော့အေးဘသူကြီးရောက်ဒီမှာငါအုံလုံးခွာဆွဲလေးရောက်အရလက်ဆောင်နော်ဒါနာပြုလိုက်ရောက်ရောက်စားကြဟဲ့ပြောပါပါစတဲ့ပြန်အဲ့လိုလက်ဆောင်ပေးလိုက်ပါဒါနာပြုလိုက်ပါလှူလိုက်ပါနော် အဲ့ဒါလေးကတော့အနည်းဆုံးတထုပ်ငါးငါးတို့တန်းထိုင်လဲငါးတို့ဆယ်တို့တန်းထိုင်လဲဆယ်တို့ပေါ့အထုပ်50တန်းထိုင်လဲအထုပ်50ပေါ့နော်အဲရောင်းညင်းတဲ့အိမ်ရဲ့တကားမှာချိတ်တာဆူတောင်းဖြတ်သွားတဲ့အသည့်မိတ်ဆွေပါညာကိုအဲ့ဒါဒါနပြုလိုက်ပါကဲအဲ့တော့အိမ်ရောက်ထွက်တဲ့နီးဒီအမျိုးမျိုးရှိပါတယ်ကျန်တဲ့နီးဒီလဲကိုလဲလမ်းမိမိတို့အဆင်ပြေတို့လို့ပေါ့နော်ခုဒီနီးလေးကိုလဲဆောင်ရွက်ပြီးတော့ရောင်းရခက်နေပါတယ်ဆိုတော့အိမ်များအဆောက်အဦများကဲအံ့ဩစရာကောင်းလောက်အောင်အမြန်ဆုံးရောင်းထွက်သွားနိုင်ကြပါစေခင်ဗျာ ဆက်လက်ပြီးတော့အစင်လာတအားကြီးတဲ့အင်္ဂါသားသမီးများမင်္ဂလာနာနီးပါပြီဆိုတဲ့အကြောင်းကဲအကျဉ်းနာပွားစီရမယ်ဆိုရင်ဒီလိုကာလာမျိုးဟောရတာတော်တော်လေးဝမ်းသာစိတ်ချမ်းသာမိပါတယ်ရှေးဆရာကြီးတွေကတရားမခင်စိုက်ချင်းနဲ့ဒီချင်းတင်စားတယ်အဲ့တော့တရားမင်းကလည်းသူ့ဘာသူတော့မမဘူးပေါ့နော်ကိုယ့်ဘက်ကလည်းတရားမခင်အောင်တော့ဘာသာရေးတို့အဋ္ဌံကုသိုလ်ကောင်းမှုတို့ဒါလေးတွေလောက်အောင်အခုကျွန်တော်ပြိမဲ့ရေးတာလေးတွေလောက်အောင်ဒီချိန်မှလေး သူများတကာတွေအတွက်ခက်ခဲတင်းကိုကြံ့ကြာနေပါတယ်ဆိုတဲ့ကိစ္စတွေတောင်ကိုအတွက်လွယ်ကူချုံးမှုအဆင်ပြေနေတတ်တယ်။ထီပေါက်မဲပေါက်ဆူရရာဒုတို့တို့အမွေရတို့ကန်ထူးတတ်တယ်။ကားတို့ယင်းတို့စက်တို့ဆိုင်ကယ်တို့နဲ့ပတ်သက်တဲ့ရည်ရွယ်ချက်တွေမြေကွက်တို့ဖုန်းတို့အမွေကိစ္စတို့ပညာရေးကိစ္စတို့နဲ့ပတ်သက်တဲ့ရည်ရွယ်ချက်တွေထူးထူးခြားခြားအောင်မြင်တတ်တယ်။ကန်ထူးထူးခြားခြားကောင်းနေတဲ့အချိန်ဖြစ်ပါတော့ကြောင့်ကန်ကြမှာရွှေမျိုးငွေမျိုးရွာတို့မှာအင်္ဂါသားသမီးများအယမိစူးစမ်းနေကြပါလေလို့နော်။အဲ့တော့ဒီလိုကိမျိုးမှာ တခုရှိတာကကိုယ်ကံကတအားကောင်းပြီးတော့ရွှေမျိုးရင်းမိတ်ရွှေရင်းလုတ်ဖို့ကံဘက်တို့တော့ပူပင်တော့ကလေးမြင်ရတတ်တယ်။ဟောဟဲ့လူရင်းတွေကအမှုကင်းလို့စေုံစေကန်းလို့နာရီကိစ္စဆိုတာမျိုးတွေလာပြီးဂျုံဝတ်တတ်တယ်။သတိပြုစေချင်တာကတတ်နိုင်တဲ့မြတ်ဒီကာလာမျိုးမှာနာရီကိစ္စကိုရှောင်မှာလမ်းပြင်တာတို့ဖောက်တာတို့လမ်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာငွေရလူဝကြညာနဲ့မပါစေခြင်းဘူး။အဲ့ဒါလေးတွေကကိုယ့်တို့အနောက်ချက်ဖြစ်စေတတ်လို့နော်။ Now တာသည်မီအောက်လက်ငယ်သားတပိတပန်းတွေအတွက်ငွေကုန်ကြေးကြလိမ့်လေများတော့များတတ်တယ်။ တို့တော့ကောင်းတာများနေတယ်ဒါကြောင့်ကံကြမ္မာရွှေမုံငွေမှုရွာတော့ပါရမိကြိုးစားရအောင်ဒီလိုကာလာမျိုးမှာအင်္ဂါသားသမီးတွေကကံရဲ့အပမှုရဖို့ဆိုရင်အရေးကိစ္စကြီးငယ်ရှိတဲ့နေမျိုးတွေမှာအဝါရောင်မှုရွှေရောင်မှုလိမ္မော်ရောင်မှုများများပါတော့အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်စံသုံးသွားပါရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုဆက်ပြားကလေးတကယ်အစီအမြင်တက်တော့တဲ့ဆက်ပြားကလေးနဲ့ပေါ့နော်အဲ့ဒါရောင်းရင်းတဲ့ပစ္စည်းတွေရောလုပ်ငန်းသုံးပစ္စည်းတွေ အလုံယုံဆက်ယုံဆက်မှုလည်းမှုလုပ်ငန်းတော်ပစ္စည်းတွေရောအဲ့ဒီဆက်ပြားကလေးနဲ့တို့ခောက်ပြီးဆူတောင်းပနေချက်ရဲ့မဟုတ်ဘူးတတိယတိုင်းခောက်အားတိုင်းခောက်ပြင်းလဲခောက်စိတ်ညင်လဲခောက်ပျော်လဲခောက်နေပြီတော့နော်ဒီကာလာမျိုးမှာကိုယ့်အတွက်ကံကောင်းလက်ရှင်စီမဲ့နံပါတ်တွေကဏ္ဍတွေကဒိန်နံပါတ်ဂျန်နံပါတ်ကာနံပါတ်တွေရွေးမယ်အယောင်ဝယ်ဈေးစကားတွေတတ်မှတ်မယ်အချင်းချက်နေ့ရက်တွေရွေးမယ်ဆိုရင်ငားကဏ္ဍ၃ကဏ္ဍနေဟာကိုယ့်အတွက်ကံကောင်းလက်ရှင်စီပါလိမ့်မယ်ခင်ဗျာအဲ့တော့အင်္ဂါသားသမီးများကဒီလိုကာလာမျိုးမှာကံရဲ့အပံမိုးရဖို့ဆိုရင် ဆေးဝါးလှူဒန်းသောကုသိုလ်၊ကျမအေးနဲ့ပတ်သက်တဲ့ကုသိုလ်လေးပြုပေးပါ။အထူးသဖြင့်အရေးကြီးကိစ္စရှိတဲ့နေမျိုးတွေမှာဒီဆေးဝါးတစုံတရာ နော်လှူဒန်းတာကျမအေးဈေးဈေးကူတာဈေးစသဖြင့်လှူဒန်းပံ့ပိုးဒါနပြုတာမျိုးပြုလုပ်ခြင်းအားဖြင့်ကံရဲ့အပံ့ပိုးရရှိကြပါစေလို့မိတ်ဆွေအားလုံးကံညာဝရိယ၃ချက်လုံးအားကောင်းအောင်လဲကြိုးပမ်းလို့နိုင်ကြပါစေခင်ဗျာ။